ော့ဒါနဲ့ပတ်သက်ပြီးတော့ तू ကလွတ်တော်ကိုယ်စားလဲလောင်းဝင်လျှောက်တာတော့မှဗျာ तू ဒီ post ကို तू ဖြတ်မထားဘူးတော်တော်လေးကို तू အမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်မင်းတို့ကစောကကြီးကိုမဆိုင်လို့နော်စောကကြီးကိုမဆိုင်လို့ပြင်ပြီးတော့ဒီဟာနဲ့တက်လာခဲ့တာနော် ားလုံးပဲမင်္ဂလာပါဒီနေ့က2025နိုဝင်ဘာလ6ရက်နေ့မနေ့ခင်းဖြစ်ပါတယ်ဒီမနေ့ခင်းမှာတင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖက်စစ်တပ်ကဝှချုထမင်းနယ်ရဲ့ဒီနေရာနဲ့အေရောင်းဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရောင်းချုပ်ကိုညှို့ကြလိုက်တယ်ဆိုတဲ့သတင်းနဲ့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတွတ်အယောင်ရွေးကောက်ပွဲအဖြစ်တက်မရဲအစုကိုညူဂျလန်လွတ်တော်ကကန့်ကွက်သူမရှိဘဲဆောင်းဖြတ်လိုက်ပါတယ်ဆိုတဲ့သတင်းတွေနဲ့စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းများကိုတံပြန်ရန်နဲ့ နိုင်ငံရေးအရာတက်ခတ်မှုများကိုတားမြစ်အရေးယူရန်နေပြီးတော့ပီထရေးသူ့ဝန်ကြီးဦးဆောင်သောကော်မတီကပေါ့နော်အာခုဖွင့်လိုက်ပြီးတော့တရင်တွေကြားသိရပြီဒီတရင်တွေနဲ့တခြားစစ်ဝါစားဆရာတရင်တွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့ဘူချုထမင်းနဲ့ယေတီနီယာနဲ့အေရောင်းဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြီးတော့ကိုစေရောင်းချုပ်ကယူကြလိုက်တဲ့ဆိုတဲ့တရင်ကိုအရင်ဆုံးတင်ဆက်ပေးခြင်းပါတယ် ဒါကတော့အေစိုးစစ်ချုပ်ဘူးချုပ်ထမင်းနဲ့ကရခန်ဒီတတ်တော့ပြန်လေရောရှိပြီးဖြစ်ကြောင်းတရဝံထောက်ဖို့ပြောဆိုပြီးတဲ့နောက်အော်တိုဘာလနောက်နောက်ပိုင်းမှာအတွင်ပြုတ်လို့တဲ့နေပြည်တော်စေယောင်းချုပ်ဤရခန်ဒီတတ်ဆိုင်ရာစစ်ဖက်ဘူးအစည်းအဝေးအတွင်ထူးတော့ညိုကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆိုတော့တရားကနေပြည်တော်စစ်ဖက်တရရေးမင်းစီကလည်းသိရှိရတာဖြစ်ပါတယ်ဆိုတော့ဒီခုအာယခုနှစ်ပေါ့နော်အကိုလာ30ရင်းနဲ့ကအေစိုးစစ်ချုပ်ဘူးချုပ်ထမင်းနိုင်ငံက မွန်တုံးမှာရင်းချက်များနဲ့တွဲဆောင်ခဲ့ပြီးရခိုင်ပြည်နယ်တွင်ရခိုင်ပြည်တွင်၎င်းရရှိနေမှုကိုဓာတ်ပေါင်များနဲ့တကွနော်ထောက်ပြန်ခဲ့ရမှာစစ်တပ်က၎င်းဤတနေရာနဲ့အေယောင်းဌာနချုပ်ကို နေရာကိုစစ်ဝန်စားနေကြောင်းသိရှိရပါတယ်ဆိုတော့ဒီဟာကအခုစစ်ကောင်စီကအာရခိုင်တို့အေကိုအတန်းပြန်ပေါ့နော်ခုစစ်စစ်ကိုခုစစ်စစ်နဲ့ဖို့အသေးအံကိုစူးစမ်းနေပါတယ်ဆိုတော့ဒီလိုမျိုးအခုတခြားနေရာမှာရှမ်းပြည်မှာဆိုရှင်သူတို့မဟာမိဖြစ်တဲ့ TLN နဲ့ MND တို့ကိုအပြည့်ရနိုင်ခဲ့တယ်။ဆိုတော့ကိုကြီးမှာသူတို့အာခတော်ရဲ့တခုပဲကျန်တော့နေရာကိုသူတို့တွေကပြင်ပြီးတော့ထုဆက်ဈေးဖို့အတွက်အသေးတံကိုစူးစမ်းနေတာရောင်းကန်နေကြတယ်လို့သိရပါတယ်။တရားကသူစကြီးကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းလည်းသိရှိရပါတယ်ဗောနော။အာခတော်ရဲ့ကိုပြင်ပြီးတော့ထုဆက်စင်နေဖို့အတွက်စူးစမ်းနေကြတယ်လို့သိရပါတယ်။ ဒါပြီးရင်တော့တပ်ပွဲသတင်းဖက်ကိုလေ့ကြည့်အောင်ပါဟုဆိုလို့ရှိရင်ဒူလိုင်းတပ်တွေကစစ်တပ်ရဲ့စူပုံးကစ်ကိုဝန်ရော့တက်ခတ်မှုမှာစစ်သား၈ဦးသေဆုံးခဲ့ပါတယ်လို့သတင်းကောင်းတွေကြားသိရပါတယ်ဒါကတော့မန္တလေးတိုင်းမင်းချံမြို့နယ်ဒေသယူဟာဂျမ်းဖက်စစ်တပ်စူပုံးကစ်ကိုဝန်ရော့တက်ခတ်မှုမှာစစ်သား၈ဦးသေဆုံးကြောင်းမင်းချံခရမ်းတရင်ခွန်ရေရူပြောကြားတက်ဖွဲ့မှာဒါဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ဒါဝန်ရှိသူဆိုတာကဘူတက်ကြီးကပြောဆိုတာဖြစ်ပါတယ်ဗျနော် ရာဂအော်တိုဘာလာလေးရက်နဲ့မိုးလွင်းနာရီအချိန်မှာမင်းချံမြို့နယ်ကလေတီယွာအကျန်းဖက်စစ်တပ်ရဲစုပေါင်းကိုဒိုလိုက်တပ်တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒီထဲမှာဆိုလို့ရှိရင်တော့ဆက်ခတ်နဲ့ရက်ခတ်ပတ်ခတ်တွေစုပေါင်းဖွင့်ထားတဲ့စစ်စည်ရေးကစ်ကိုဝမ်းပစ်ခံရတာပါတဲ့။ဒီထဲမှာဆိုလို့ရှိရင်ဆက်ခတ်ကစ်ကမင်းချံမြတ်တာမြို့တာတရားဦး မန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါဆိုပြီးတော့တော်လိုင်းတဖို့ရစီကသိရှိရဖြစ်ပါတယ်။အဲ့ဒီကကိုအပြစ်ခံရတာမန်တယ်ဟုတ်အာလေဒီယူဟာဒါတအုပ်ကလည်းအတီးပြုတ်ပါတယ်တဲ့ဒီထဲမှာဆိုလို့ရှိရင်တော့စစ်ကောင်တဖွင့်တွေအာရှစ်ဦးသေဆုံးခဲ့ပါတယ်။မသာပူသွားခဲ့တာပေါ့နော်ကျွန်တော်တို့တော်လိုင်းတဖို့တွေနဲ့ပြည်သူတွေကိုဒုက္ခပေးနေတဲ့အာစစ်ကောင်တဖွင့်တွေရှစ်ဦးမသာပူခဲ့ပါတယ်။ဒါပြင်ဒနင်းတားရီတန်းက တရေချောင်းမြော့နေတွင်တပ်ပွေသုံးကျင်ဖြစ်ပွားပြီးတော့စစ်တပ်ဖက်မှစစ်တောင်းဦးသေးဆုံးကလက်နဲ့ဖွနလက်နဲ့ခေရန်များတင်းစီရရှိခဲ့ပါတယ်တော်တော်လေးကိုကောင်းတဲ့သတင်းဖြစ်ပါတယ်တပ်ပွေကတော့သုံးကျင်ဖြစ်ပွားခဲ့ပါတယ်ညာကစစ်တမ်းဘာလ29ရက်နေ့တွင်နည်းနည်းဈေးနာရေခန့်တွင်တရေချောင်းမြော့နေ ပြောလေကားယူကိုစစ်ကြောင်းထူးဝံရောက်လာသောအကျန်းဖက်စစ်တပ်ကိုဒူလန်ရဲတပ်ဖွဲ့များကကြားဖြတ်တက်ခတ်ခဲ့ရပါဒနာရီခန့်တပ်ပွဲဖြစ်ပွားခဲ့ပြီးဒူလန်ရဲတပ်ပေါင်းစုတွေဖက်ကပါရေးဖို့တူကြားဆောင်ခဲ့ပါလို့သိရပါတယ်။ကြားပြီးအာနံပါတ်30ရင်းထဲကလည်းတပ်ပွဲဖြစ်ပွားခဲ့တယ်။အာတပ်ပွဲဖြစ်ပွားပြီးတော့အာဒီထဲမှာဆိုလက်ချင်းအတွမ်းပါပေါ့နော်။စစ်ကောင်တပ်ဖွဲ့တွေအာတည်ဆုံးခဲ့တာကနေတာမဟုတ်ဘူး။ဘုဆိုလို့ရှိရင်တော့စစ်စစ်တောင်းဦးတည်ဆုံးခဲ့တယ်။အဲ့ဒါပြင်အခု အော်တိုဘာလာလောက်ပါဘောနော်အော်တိုဘာလာလောက်မှာနောက်အော်တိုဘာလာရှေ့ရနေပါဘောနော်အာအော်တိုဘာလာရှေ့နေမှာလည်း7နာရီမှာပြန်ပြီးတော့တက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်အဲဒီကြာမှာဆိုရှင်စစ်ကောင်စစ်တပ်ဖွဲ့တွေကစစ်တောင်းဦးတည်ဆောင်ခဲ့ပါတယ်ဒါကတော့အာသရင်ထူးအနေနဲ့တက်ပွဲသရင်တွေကိုကျွန်တော်တို့စုပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဘောနော်ဒါပြီးရင်တော့ကျွန်တော်တို့အာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ပထမဆုံးကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲဖြစ် တတ်မှတ်ရေးအဆိုကိုနယူးယလန်လွတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုပါတယ်လို့သိရပါတယ်နယူးယလန်နိုင်ငံခြားရေးဝန်ကြီးကလည်းလွတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံပါတယ်ဆိုတာကိုလည်းကျွန်တော်ဒီထက်မှဖော်ပြတာတွေ့ရပါတယ်ဒါကတော့ဆုံးဖြတ်ချက်နဲ့ဒီနိုင်ငံချက်ကဘောနော်နယူးယလန်နိုင်ငံကဆုံးဖြတ်ချက်ကိုကျွန်တော်တို့အတည်ပြုချက်ကိုကျွန်တော်ပြင်ပြီးတော့မိမပီသူတွေကိုစစ်ကောင်စီရဲ့ အာလုံးမဲ့ရုပ်ကိုပွင့်နေပတ်သက်ပြီးတော့ကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ဒါပြင်တော့အကျန်းဖက်စစ်တပ်ကဘောနော်အင်တာနက်ပေါ်မှာသတင်းများကိုတောင်းပြန်ရန်နဲ့နိုင်ငံရေးအရတက်ခတ်မှုများကိုတားမိအရေးယူရန်ပြည်ထရေးပြည်ထရေးဒုဝန်ကြီးဦးဆောင်သောကော်မတီနဲ့နင်းပညာကျွမ်းကျင်အဖွဲ့များဖက်စီပြီးတော့၂၄နာရီစောင့်ကြည့်ရန်အမိန့်နဲ့ယူကြားချက်ထောက်ပြန်ထားကြောင်းစစ်တပ်ကထောက်ပြန်ထားသော ပြန်တန်းအရာသိရှိရပါတယ်ဗောနော်အခုချိန်မှာဆိုလို့ရှိရင်စက်ကောင်စီကအဲ့ဒီရုပ်ကုပ်ပွဲနဲ့ပတ်သက်ပြီးတော့เนาะအခုအင်တာနက်တို့ကြားနေရမှာဆိုလို့ရှိရင်စက်ကောင်စီကလောင်းဘော့ကိုနိုင်တာပေါ့အလောင်းဘော့ကိုရှောင်းနေတာသူတို့အလူလီလင်းလေမှုတွေကိုလောင်းဘော့ကပေါ်တယ်ပြီးရင်နိုင်ငံရေးအရာကိုလည်းသူတို့တွေကနိုင်တာမဟုတ်ဘူးဆိုတော့သူတို့တွေကိုနည်းနည်းထိခတ်လာအောင်နည်းနည်းအမှန်တရားကိုဖော်လာပြီးဆိုလို့ရှိရင်ဖန်းနံဖို့အတွေ့အကြုံကိုအခုစီချင်းဖြစ်ပါတယ်ဗောနော်အခုချိန်မှာဆိုလို့ရှိရင်တော့ ။ ordinate ကလည်းကြည့်လိုက်လေကျွန်တော်တို့ပြည်သူတွေဖက်ကဘောနောပြည်သူတွေလို့ပြောအောင်ပြည်သူဖက်ကလူပညာရှင်တွေဆိုလို့ရှိရင်တို့ရေးရတဲ့ဟာတော့မနည်းနည်းတော့မှနိုင်ငံရေးနဲ့မဆက်ဆက်ဘူးတို့ရေးတာတော့မှတို့ပုတ်ကိုရေးလာနိုင်ငံရေးလာဆိုတာတော့မှမသေးကွဲတဲ့နေရာမျိုးမှာဝန်ဖန်းနေတယ်ဆိုပြီးသူတွေအနေနဲ့ပြီးတွဲမှနေတယ်ဆိုလို့ရှိရင်တော့မီဒီယာပုံမှာအာအွန်လိုင်းပုံမှာတင်တဲ့ဟာကနည်းနည်းတော့ရှုပ်တင်နေဘာလို့လဲဆိုလို့ရှိရင်စစ်ကောင်စီကနည်းနည်းအာသူတို့ဖက်မှာထိခက်လာတယ်ဗောနော် သူတို့တွေကရှောင်းမေးတဲ့အတွက်ကြောင့်မလို့သူတို့ဖြစ်မှာဘာမှမဟုတ်တဲ့ဟာတော့မှပြင်ပြီးတော့ထိခတ်လာပြီဆိုလို့ရှိရင်တော့ဖန်းနိုင်တဲ့အတွက်ကြောင့်မလို့ပြီးသူတွေအနေနဲ့တရိထဖို့လိုအပ်တဲ့အကြောင်းကိုကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ဆိုတော့အဲ့ဒီနောက်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ညာကတော့ရန်ကုန်တန်းအကိုကိုကျွမ်းမြော့တန်းလက်ရှိဝန်ကြီးချုပ်ယာထူရယူထားသူကျက်ဖက်ပါတီဤပြည်သူ့လွတ်တော်ကိုစလီလုံးညိုစိုးကို မေးပေးရန်ဟုဆိုကညိုစောဤမင်းသာသမီပန်ကုမ္ပဏီများမှဝန်ထမ်းများကိုလစအပြစ်နေနေစားစရိတ်ငင်းဖြန်ကိုကိုကိုကျွမ်းတို့ယာယီပြောင်းဆွခန်းနေကြောင်းပြောအာပြောင်းဆွရာတွင်ဘာဝန်သောကုမ္ပဏီဝန်ထမ်းများဤမိသားစုအတန်းဝန်းကပြောဆိုပါတဲ့တတော်လေးကိုမေးရချင်းလွမ်းတဲ့မင်းတို့တွေဘယ်သူမှမပြီးရင်တော့နန်းတဲ့သူတွေပဲ ဘာလို့ဒီလိုမျိုးဝန်ထမ်းတွေကိုပါအတင်းအဓမ္မကိုခိုးနေကြတာလဲမဟုတ်ဘူးဒီကတော့သူတို့တွေဝန်ထမ်းတွေကလည်းလိုက်မှာပေါ့เนาะဒီကတော့လက်စာပြီးလေးပေးသေးတယ်ဆိုတော့ဒီကဘူဘူကျွမ်းကိုတဲ့စွတ်တာကကိုရွေးဒေါက်တာရွေးမှန်အောင်ရဲ့ကုမ္ပဏီကဝန်ထမ်းတွေပါတယ်တဲ့နောက်ပြီးတော့ဒီသူတို့ကုမ္ပဏီတခုကိုပါလဲလို့မသိဘူး Apple ဖတ်လာမသိဘူးဒီကအဲ့ဒီကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်လို့သိရပါတယ်ကိုကိုကျွမ်းမှာတဲ့မေးစရင်အပြောင်းပုံစံ စင်္ဂါလို့စင်္ဂါလျှောက်ခိုင်းတယ်လို့သိရပါတယ်။ရမေပေးပြီးရက်လက်ထွက်ပြီးရင်ပြန်လာခုံမယ်နေစားစရိတ်ငင်းလဆာအပြည့်ပြန်အပြင်မော်ဖို့ငါသိမ့်ပေးတယ်လို့သိရပါတယ်။မင်းသားစုပါဝန်ရင်လေအာမင်းသားစုဝန်တူကိုငါသိမ့်ထပ်ပေးတယ်ဟုပြောဆွေရပြောဆွေရတဲ့ဘာဝန်ခဲ့သော company ဝန်ထမ်းတူကပြောဆိုပါလိုက်တဲ့တော်လေးကိုရရောတယ်ပေါ့နော်ဒီထဲမှာလူလူ လွတ်တော်ဖြစ်ဖြစ်ဖို့အရေးကိုတော်တော်လေးကိုရဲရောတယ်ဆိုတော့ဒီလွတ်တော်အာဒီရုပ်ကပွင့်တဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်စက်ကောင်စီကသူတို့ယောင်ကြည်ထားတဲ့သူတို့ယောင်ကြည်တဲ့ဘောနော်အာသူယောင်ကြည်စက်တက်မြေအောင်လံကယောင်ကြည်တဲ့အာသူတွေကိုနိုင်ငံရေးမှာဘလူတွေထက်သွမ်းလက်လေဆိုတော့ BBC သတင်းဌာနကဖော်ပြတာကိုကျွန်တော်တို့ချက်လောက်နားထောင်ကြည့်အောင်ပါဒီထဲမှာဆိုလို့ရှိရင်တော့အကြမ်းဖက်စစ်တပ်ကအာအကြမ်းဖက်စကောင်းဆောင်ကသူယောင်ကြည်ဆက်ချက်ရတယ်ဘောနော်စစ်ဘုတ်ချုပ်တွေကိုစစ်ကုန်မရှင် ွဲ့ဝင်တွေနဲ့ပြည်ထောင်စုဝန်ကြီးတချို့ကိုလည်းအခုလာမယ့်ရွက်ကော့ပွဲမှာဝန်ပြန်ဖို့အတွက်ပြင်ဆင်နေပါလေဒါကို BBC သတင်းဌာနကအပြည့်စုံဖော်ပြထားတာကိုစစ်ကောင်စီစစ်ခေါင်းဆောင်မြောင်းလာကဘလူးတွေဘသူတွေကိုထက်ထားလဲဘသူတွေလဲဒီသူရောင်ကြီးစိတ်ချရတဲ့သူတွေကဘသူတွေလဲဆိုတာကိုဒီထဲမှာဖတ်ပြတာတင်ဆက်ပေးထားပါတယ်ကျွန်တော်နဲ့တူအရင်ဦးဆုံးနားထောင်ကြအောင်ပါနောက်မှာကျွန်တော်စူးစမ်းထားတဲ့သတင်းတွေနဲ့ယူတန်ဖန်တွေကိုဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ် စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးဟောင်းနေဖြစ်တဲ့ဦးသက်ပုံဦးကံမြင့်တန်းဦးစိုးတင့်နိုင်ဦးတေဇကျော်တို့ကလာမယ့်ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်ပြိုင်ကြမှာပါ။ဒါ့အပြင်စစ်ကောင်းဆောင်ယုံကြည်စိတ်ချရတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြည်သူ့လွှတ်တော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ချုပ် ဦးအောင်လင်းတွေးကအမျိုးသားလွှတ်တော်ကနေဝင်ရောက်ရှင်းပြကြမှာပါတစက်တဲ့လက်ရှိပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ထွန်းဦးလောက်ကဝန်ကြီးဦးမြင့်ချိုင်ကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကြံကြားရေးဝန်ကြီးဦးမမောင်အောင်အပါဝင်ဝန်ကြီးကိုဦးနဲ့သမရယုံဝန်ကြီးသုံးဦးလဲကျန်းခိုင်ရေးပါတီကနေရွေးကောက်ပွဲဝင်ကြမှာဖြစ်ပါတယ်စစ်ကောင်းဆောင်ကသူယုံကြည်စိတ်ချရသူတွေကိုအမျိုးသားလွှတ်တော်မာရောပြည်သူလွှတ်တော်နေရာတွေအတွက်ပါပါဝင်ရှင်းပြခိုင်းတာကိုတွေ့ရပါတယ်ကာလုံရဲ့အကြံပေးအဖွဲ့ဝင်တွေကဒေါ်တွဲပူနဲ့ပိုရယ်အောင်သိန်း တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေလည်းရွေးကောက်ပွဲဝင်မဲ့အခင်းချင်းမှာပါဝင်လာပါတယ်။အဲ့ဒီတက်ကကချင်း၊ကရင်ချင်း၊စကိုင်း၊တနင်္သာရီ၊ပဲခူး၊မန္တလေး၊မွန်နဲ့အေရဝတီအပါအဝင်တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကတက်ဆိုင်ရာတိုင်းနယ်ပြည်နယ်လွှတ်တော်တွေမှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အဲ့ဒီတက်ကကချင်းပြည်နယ်ဝန်ကြီးချုပ်ဦးခတ်ထိန်နံနဲ့ချင်းဝန်ကြီးချုပ်တို့ကလွှဲရင်ကျန်တဲ့သူတွေကစစ်တပ်ကနေအရက်ဖက်ကိုပြောင်းလာတဲ့သူတွေလို့နိုင်ငံရေးလှစ်လာသူတွေကပြောပါတယ်။စစ်ကောင်းဆောင်အနေနဲ့လာမယ့်ရွေးကောက်ပွဲအခင်းချင်းအတွက်အခုလိုပြင်ဆင်နေတာဘာကြောင့်မလဲ။နိုင်ငံရေးလှစ်လာသုံးသက်သူတို့ ြောတာကိုလုံခြုံရေးအအတန်းစားထိုးဖတ်ပြထားပါတယ်စစ်ကောင်းဆောင်ကလာမယ့်လွှတ်တော်ခင်းချင်းမှာတက်ကနေတင်မဲ့တမနာလောင်မဲမရမှာကိုတအားစိုးရိမ်နေပုံရတယ်။ဆိုလိုချင်တာကစက်ခိုင်ရေးပါတီကဥခင်ကြီးကိုသူမပိုင်ဘူးစိတ်မချဘူးဆိုတဲ့သဘောပေါ့။တကယ်လို့ပိုင်နိုင်တယ်စိတ်ချတယ်ဆိုရင်ဥသက်ရွှေတုံးက2030လို့ပုံစံဆိုရင်စက်ခိုင်ရေးကသူ့စကားတခုမဲ့လေ။အဲ့လိုအနေထားမဟုတ်တော့လွှတ်တော်ခေါ်တဲ့ခါကြမှာတက်ကတင်လာတဲ့တမနာကိုမရွေးပါကိုစိုးရိမ်နေပုံရတယ်။ဒါကြောင့်တက်နိုင်သမျှအရွေးခံရတဲ့စက်ခိုင်ရေးကိုယ်စားလှယ်ဆိုလဲသူ့လူတွေဖြစ်အောင်သူ့လူတွေကိုစက်ခိုင်ရေးလဲပို့တတ်ဆညာလဲပို့အဲ့လိုတွေလုပ်နေတယ်လို့ယူဆတယ်။ နောက်တစ်ခါတိုင်းဒေသကြီးပြည်နယ်တွေကဆိုးရဝင်ကြီးတွေကိုလည်းနောက်မှတံမရဖြစ်လာရင်ဆက်ပြီးတာဝန်ပေးခြင်းလို့ဝင်ပြိုင်ခိုင်းတယ်လို့ယူဆတယ်။ဒါကစစ်ကောင်းဆောင်အနေနဲ့သူ့အမိန်နာခံသူတွေသူ့သဘောကျတဲ့သူတွေနဲ့နိုင်ငံရေးအခမ်းအကဏ္ဍကိုဆက်ပြီးသွားနိုင်အောင်စီစဉ်ထားတဲ့သဘောလို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။စစ်ကောင်းဆောင်ရဲ့ယုံကြည်စိတ်ချရသူတွေရွေးကောက်ပွဲမှာပါဝင်လာတဲ့ပသက်ပြီးဒုတိယကိုယ်စားလှယ်အလောင်းအများဆုံးနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့အတိုင်းသားစီးလုံးညီညွတ်ရေးပါတီအထွေထွေတွင်းမှုကအခုလိုမှတ်ချက်ပေးပါတယ်။နိုင်ငံလို့ 有些那个路不标路嘛，不，啊 <noise>？如果我们路面有泥，有 <noise>，有，有，那么的，时间长那么几年，简单路啊，慢慢标路面啊，我们老百姓嘛，这个该标嘛就标。比如啊，手表。 ပေးဖို့ပဲဘသူတည်တယ်လဲမှန်တယ်လဲဆိုတာပြည်သူပေါ်မှာပဲမူတည်တယ်ဗျစစ်ကောင်းဆောင်ကလက်ရှိအထိုင်ကိုမပြတ်အောင်စီစဉ်ထားတဲ့သဘောမျိုးတွေ့ရတာကြောင့်ရွေးကောက်ပွဲအလွန်ကာလမှာကြန့်ခိုင်ပါတီကအစိုးရဖွဲ့နိုင်ခဲ့ရင်တောင်နိုင်ငံခြားရေးမူဝါဒနဲ့စီးပွားရေးစနစ်တွေမှာအပြောင်းလဲသိရှိမယ်မထင်ဘူးလို့လည်းနိုင်ငံရေးလှစ်လာသူတွေကသုံးသပ်ကြပါတယ်ခင်ဗျာအင်းကဲဆိုတော့ဒါကတော့ BBC တင်ထားတာမှာအစကောင်စီရောင်းပြဆဲချရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့အစကောင်စီကပါ စစ်ခေါင်းဆောင်မင်းလကဘာလို့ထိလိုက်ကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့မြင်မြင်ထားတဲ့အာတရင်တစ်ခုဖြစ်ပါတယ်ဗောနော်ဒါကတော့အာကျွန်တော်တို့ဒီသူတွေကိုတည်စီခြင်းနဲ့တွေ့ကြအောင်ပြင်ပြီးမျှဝေပေးတာဖြစ်ပါတယ်အဲဒီတော့မှနားထောင်ကြည့်ရှုမယ့်တရင်ကတော့အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံဖြစ်တဲ့ USC ကအခုတော့ဆိုလို့ရှိရင်တော့စစ်တပ်နဲ့နည်းနည်းတက်ခံဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်စစ်တပ်နဲ့အာပြန်ဆန်ဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ top pay ရတာတော်တော်လေးကိုမြင်ရပါတယ်အခုဆိုလို့ရှိရင်လည်းအမတ်လောင်းကုစလေးတူကိုလည်း top pay ခံရတယ်လို့သိရပါတယ် ဒါကဘယ်သူလဲဘာကြောင့်ထုတ်ပေခံရတာလဲဆိုတာကိုဘောမကြုံဆိုအားရပါရပြောဆိုပြနေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါဒါကလည်းဘယ်သူလဲဆိုတာကိုနော်ဘာကြောင့်ထုတ်ပေခံရတာလဲဘာလုပ်နေလို့လဲရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမတ်၁ FPDP မဲဆန္ဒနဲ့အမတ်၁ကနေဝင်ရောက်ရှေ့မြိုင်မဲ့လေဘာပါတီကိုစားပြုလွတ်တော်ကိုယ်စားလောင်းဦးကျော်သူရခမမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ ပြန်ပြီးတော့ဖြေချလာတဲ့အခြေအနေကိုတင်ပြပါမယ်။ဒီ Labor Party ကလွတ်တော်ကိုယ်စားလှယ်လောက်မဥကျော်သူရဥကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေးတော့ဒါနဲ့ပတ်သက်ပြီးတော့သူကလွတ်တော်ကိုယ်စားလှယ်လောက်ဝင်လျှောက်တာတော့မှာဗျာသူဒီ post ကိုသူဖြတ်မထားဘူးတော်တော်လေးကိုသူအမြတ်တမိုးအမြတ်တမိုးတံမိုးထားနေပုံရပါတယ်မင်းတို့ကစကားကြီးကိုမဆိုင်လို့နော် စောကြီးကိုမစက်လို့ပြင်ပြီးတော့ဒီဟာနဲ့တက်လာခဲ့တာနော်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမတ်တရားကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမတ်တရားကြီးကျွန်တော်ဆိုရင်ဘယ်လောက်အမတ်တရားရှိလဲဆိုရင်အဲကျွန်တော်နောင်ချူမြို့မှာနောင်ချူမြို့ကိုတက်မတော်ကပြန်ပြီးတော့ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီအမတ်တရားအနေနဲ့လက်နက်ကင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းနဲ့ကျွန်ကြီကအုပ်ထုပ်ပေါ့ကြီကအုပ်ထုပ်ကိုကြီကအုပ်ထုပ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီ မြေပြင်မှာရှိတဲ့ဒီတဏှာပြပြကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မတော်ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလာမှာကျွန်တော်ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးတို့ကျွန်တော်ဘာမှကျွန်တော်တို့ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖက်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီကအုပ်ထုပ်နဲ့သူတို့စောင်းတဲ့အုပ်ထုပ်ရရင်ရပြီလို့အဲ့တော့အဲ့မှာချက်ကျွန်တော်ရဲ့အကိုကြီးရတယ်လက်မှတ်လေးထိုးပစ်လိုက်တယ်နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့သူ ် TNL ရဲ့အုပ်ထုတ်မှာရေးခဲ့တယ်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ယုံမှာကျွန်တော်တင်ထားဆဲပဲဒါကျွန်တော်ဟောတင်ထားရမှာပေါ့နော်မရဘူးတော့ဘယ်လိုမှမရဘူးလေနော်ဒီဟာကကျွန်တော်တို့လည်းစောရဲခေါင်းတော်လေးပါနော်လင်းကြီးတော့ထားခဲ့တာသူကတော့အမြဲတမ်းထားပြီးတော့သူ့ရောက်မှလည်းထားခဲ့တယ်ချက်ထားတာနော်အမတ္တရအနေနဲ့ချက်ထားတာဟုတ်တယ်မင်းတို့တွေတော်တော်လေးကိုလူကြီးနေကြတာကျွန်တော်တို့ဝက်ဆောင်ကျွန်တော်တို့တခါဝက်တဲ့ဟာတောင်မှနော်ဝက်ပြီးသားဟာတောင်မှပြင်ပြီးတော့မင်းတို့တွေအမြဲတမ်းကိုထားတယ်ဆိုတော့တော်တော်လေးကိုကောင်းတယ်နော် ီလိုမျိုးဖြစ်ရမှာကျွန်တော်တို့ကတော့ main တော့အပတ်တယ်ဘယ်လောက်ပဲရာထူးကြီးကြီးအဲ့ဒီရာထူးတွေကကျွန်တော်တို့ခြေဖိုးအောင်ပဲထားတာနော်ခြေတော့လက်တော့ပဲလောက်တာဆိုတော့ဒီရက်က main တော့တဲ့တေးတန် main တော့ရောင်းခန့်အောင်ပဲတေးချလေးထပ်နော် main နောက်က background တော့မှာထားပြီးလိုက်နော်ထားလိုက်အောင်ဒီလိုမျိုးကိုလောက်ရမှာကောင်းတယ်ကောင်းတယ်ကောင်းတယ်ကဲဆက်ပြီးအမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတတ်မှုမဖြစ်နိုင်ဘူးကျွန်တော်ဘုရားတော်လည်းတတ်မှုမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတပ်ပလောကနောင်ချုံမျိုးကိုပြန်ပြီးထိဆုပ်စဉ်ကာလမှာ ထိန်းချုပ်စင်ကာလာမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲအဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာသူကလည်းဒီလားဒီဒီတိုင်းပြည်တိုက်ဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ်ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလည်းဖြစ်ပါလိမ့်မယ်အဲ့တော့ဒါကတော့ကျွန်တော်အကြမ်းမဲ့ RP post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိရတိုင်းအေးဆိုတော့ဒီကဒီ post တွေကိုမဖြတ်ပေးတဲ့ကိုစလီလုံးကိုလွတ်လွတ်ကိုစလီလုံးကိုနော်အခုဆိုလို့ရှိရင်လွတ်လွတ်ကိုစလီလုံးကိုလာပြန်တာမင်းတို့တွေကိုစောက်ကိုကိုမစဲတော့တက်လာတာနော်ဒီဟာဒီပုံလေးတော့တက်လာ ကဲဆိုတော့အခုချိန်မှာစိုးစိုးပြောတော့တာကလည်းရှိပါသေးတယ်။ဘာလဲဆိုလို့ရှိရင်ဒီမှာအာဒိုလိုင်းတဖို့တွေခေါင်းဆောင်တွေခေါင်းဆောင်တွေနေကြီးတဲ့ဟာပေါ့နော်။အဲဒီအော်တိုတွေနဲ့ကြီးကအာကြီးကတော့အကြီးကအော်တိုနဲ့အဲဒီဆောင်တွေပေါ့နော်။အဲဒီပုံဝါလေးတွေရပြီးတော့အဲသူတို့ရဲ့သူရဲ့ရောင်းခန်းမှာအဲမင်းတို့အမတ်တရားတွေထားတာတတော်လေးကိုကောင်းတယ်မင်းတို့တွေဒီလိုလေးလောက်ရပါဒီလိုတော့ဝေပိသားဟာတော့မင်းတို့တွေဒီလောက်ထိတန်ဖိုးထားတာဆိုတော့ ငွေရသေးတယ်ကျွန်တော်ဒေါ်လာရေးတွေ့ဆိုပြီးတော့လက်မှတ်ထူးထားကျွန်တော်တို့ဒေါ်လာရေးတက်ဖို့လေလက်မှတ်ထူးပြီးသားဆိုလို့ရှိရင်ဘယ်လောက်ထင်များတန်ဖိုးထားကြမလဲလို့ပြီးပြီเนาะတို့ဒါကတော့အာစစ်တက်လို့ပြီးဖြစ်တဲ့ကျိုးစိုးကပြောဆိုတဲ့ရွတ်တန့်ခံတဲ့ပတ်သက်ပြီးကျွန်တော်ပြပြကြည့်ရတာဖြစ်ပါတယ်အဲ့ဒီနောက်မှာကြည့်ရမှာကတော့အခုဆိုလို့ရှိရင်တော့ဒေါ်လာရေးတက်ဖို့တွေအာအခုဆိုလို့ရှိရင်အာနောင်ဂျူတော့မိုးမီတော့ပြပါဆိုလို့ရှိရင်ဒေါ်လာရေးတက်ဖို့တွေတချို့တရားနေကဆော့ခွာမယ်လို့ပြောတဲ့ချိန်မှာကျွန်တော်ဒေါ်လာရေးတက်ဖို့တွေ PDF ဟိုတွေက ဒီနောင်ကျူတို့မှာအာနောင်ကျူမဟုတ်မောကောမှာဆိုလို့ရှိရင်ကျွန်တော်တို့မစုပ်ပေါ်ဘူးပေါ့နော်မစုပ်ကိုပြင်ပြီးတော့စက်ကောင်စီကိုပြင်ပြီးတော့ခံတက်မယ် DNA တွေစုပ်ကွင်းစုပ်ကွာကျွန်တော်တို့ကခံတက်မယ်ဆိုအတင်းနဲ့ရင်းပြီးတော့တိုက်ထဲအောင်ပြင်ပြီးတော့ခံတက်မယ်ဆိုပြီးတော့ပြောလာကြတယ်ဒီဒီ PDF ခွေကလည်းအလုံးအောင်လုံးနေပါကပေါ့နော်မာမီတို့ကအောင်လုံးမီနီပါကိုဒီထက်မှစုနေကြအောင်နော်ရှင်းပြီးတော့စက်ကောင်စီကိုတိုက်ခတ်ပေါ်အတွက်လုံးနေကြတဲ့တိုင်းတွေကြရပါတယ်ဒီဟာကနဲ့ပတ်သက်ပြီးတော့ဘုံမှာတူလောင်နေတဲ့ရွတ်တက်တယ်ကျွန်တော်တို့ကြည့်ရပါဆိုတော့ဘုံမှာတယောက် ဘလုံးလေးလောင်ထားလိမ့်မယ်။ဟုတ်ကဲ့ကြည့်ကြည့်အောင်။အခုဆိုရင်မိုးကုတ်ကို DNL ကပြန်ပေးသွားပြီပေါ့နော်။မိုးကုတ်ကနေ DNL ကိုစုတ်ခွာသွားတော့မယ်ပေါ့ရှင်။အဲ့ခါကျတော့မိုးကုတ်မှာရှိနေပေးရတဲ့ကခေါင်းမာတယ်မစုတ်ခွာဘူးတိုက်မယ်ပေါ့နော်။တိုက်မယ်ဆိုတဲ့ခါကျတော့သူတို့တိုက်မယ်လို့တရားဝင်ကြေညာလိုက်တဲ့အခါမှာအင်အားစုနှစ်ခုထွက်ပေါ်လာတယ်။အဲ့အင်အားစုနှစ်ခုတွေကတစ်ခုကဘာလဲဆိုတော့မိုးကုတ်ဒေသခံတွေနဲ့စစ်ပွဲတွေရဲ့စိုးကြိုးတွေတည်ရတူပြီပေါ့နော်မိုးကုတ်ဒေသခံတွေဆိုရင်စစ်ရှောင်ဖို့တော့မှအခုချိန်ခက်ခဲတယ်မိုးကုတ်ကနေမန္တလေးတိကိုလူတယောက် ားက6သိန်းရှိတယ်တဲ့ကျမနိုင်ငံလည်းသိရတိုင်းပဲလေမျက်ဖြူဆိုင်လေးဆေးကကြိုက်လေးဆိုရဲဈေးနှုန်းနေဘူးပေါ့နော်ဖန်ဒီတတ်တာဆိုတော့မိသားစုစုံရှောင်းမယ်ဆိုဟိုသိန်း20 30အသားလေးကုန်မှာဆိုတော့မဟုတ်ဒေသခံเนี่ยစစ်ကုန်မဖြစ်စေချင်ဘူးသူတို့ရှောင်းလည်းမရှောင်းနိုင်ဘူးဆိုတော့လေမဖြစ်ဖို့အတွက်တားရပေါ့နော်ပြီးတဲ့တွေဆက်မတိုက်ပါနဲ့တော့မြို့ကနေခွာလိုက်ပါတော့ဆိုပြီးတော့တောင်းဆိုကြတယ်ဒါအင်အားစုတစ်ခုနောက်ထပ်အင်အားစုတစ်ခုကကြတော့ပြီးတဲ့တွေကိုတိုက်တိုက်တိုက်ခြားခြားခြားဆိုမြှောက်ပေးရအုပ်စုအဲ့ဒီအုပ်စုကကြတော့အဲ့ဒီအင်အားစုကကြတော့ဘသူတွေလဲဆိုနိုင်ငံသားမှန်နေရဲ့သူတွေရဲ့ ရန်ကုန်မှာနေတဲ့နေပိတ်တွေရယ်မန္တလေးမှာနေတဲ့နေပိတ်တွေရယ်မိုးကုံမြို့မှာမရှိတဲ့နေပိတ်တွေရယ်မြောက်ပေးကြရာများပြောပါတယ်သူများမြို့စစ်စစ်ညက်ကြည့်အောင်လို့စစ်ပွဲတွေချက်ချက်ချဆိုပြီးတော့နိုင်ငံခြားမှာနေရတဲ့ဟာတွေဆိုအမြောက်ပေးဆုံးပဲ special မြောက်ပေးတာနိုင်ငံခြားကနေမြောက်ပေးနေရတဲ့ဟာတွေအလောက်ထိရမှာမိုးကုံမြို့မှာ PDF တွေကိုတိုက်ပွဲတွေဖြစ်စေခြင်းနဲ့ဆိုရင်နင်တို့ကိုယ်တိုင်သွားပြီးတော့မိုးကုံမြို့မှာသွားနေပြီးတော့ PDF တွေဝိုင်းတိုက်ပေးလိုက်ကြပါလား online နေအချောင်းတာကဘယ်သူမှစိုးလုတ်လိုက်ရတဲ့ကိစ္စသူများအသက်တွေကိုစတေးပြီးတော့အချောင်းနေတာအခုချိန်ကြီးမရက်တန့်သေးဘူးလားမသိဘူးရှင် အဲ့ဒီအော်စီမှာနေရတော့အလီမှာနေရတော့အမေရိကန်မှာနေရတော့ထိုင်းမှာနေရဟာဆိုအစိုးဆုံးသိလားလောင်တာကြီးပြီးတော့ကျွန်မပြောချင်တာပေါ့နော်အာချောင်းနေရသူတွေမိုးကုတ်မှာရှိရင်ဘီဒက်တွေနဲ့သွားတက်ပေါင်းပြီးတော့ဝိုင်းတိုက်ပေးလိုက်ကြပါလားရှင်အလောက်ထိအောင်အာချောင်းနေရအဲ့လိုမှမဟုတ်ဘူးစံတော့အာချောင်းနေကြပါနဲ့မိုးကုတ်ဒေသခံတွေရဲ့မျက်နှာကိုလည်းကြည့်ကြပါအောင်လို့ကျွန်မကတိုက်တွန်းပြောဆိုလိုက်ပြရစီဟုတ်ကဲ့ဆိုတော့ဒါကတော့အမောကိုနဲ့ပတ်သက်ပြီးတော့ဗောနော်ဘောမတူလောင်တာဖြစ်ပါတယ်ဒွန်လိုင်းတစ်ခုတည်းကမတိုက်ဘူးအာ ီ EL တွေကဆော့ခွာပေးမယ်ဆိုပြီးတော့ပြောနေတဲ့အချိန်မှာတော်နေတဲ့ပို့တဲ့ PDF တွေကတော့ခံတတ်မယ်ကျွန်တော်အသက်နဲ့ရင်းပြီးသားတာကိုဒီနေ့တိုက်မယ်ဆိုပြီးတော့ပြောလာတယ်ဒီထဲမှာဆိုရှင်တော့ဒီဘောမတယောက်ပါဘောเนาะဒီ PDF တွေမင်းတို့တွေခံမတတ်ဘဲနဲ့ထွက်သွားကြပါလားဘာကြီးလားပြီးတော့တောင်းဆိုနေတယ်ဆိုတော့တချို့ဒီပမာရောက်နေတဲ့သူတွေကခံတတ်ဖို့အတွက်အားပေးနေကြပါတယ်ဆိုပြီးတော့အာဒီခံမတက်ပေးနေဒီတန်းဆုတ်ခွက်ပေးရင်အတွက်ဆုတ်ခွက်ပေးရင်အရန်ကောင်းတဲ့ဟာဆိုပြီးတော့ပြောလာတာဖြစ်ပါလေ မင်းတို့တွေကရောမုတ်ကူကိုလာမတက်ရင်မကောင်းဘူးလားဟမ်မင်းတို့တွေဒီတန်းနေရင်မကောင်းဘူးလားမင်းတို့တွေဆောင်းရှောက်ထားတဲ့အကိုအေးအေးစေးမင်းတို့တွေဆောင်းရှောက်ပြီးတာကိုလက်ခံကြပေါ့လက်ခံကြပြပြီးတော့မလာကြမ်းနဲ့ပေါ့ဟမ်ဒီလိုမကောင်းဘူးလားဟမ်အရန်ကောင်းတယ်ပြီးသူတွေအတွက်အရန်ကောင်းတဲ့ဟာမဟုတ်ဘူးလားညာကရောမင်းတို့တွေခံခံကျွန်တော်ခံတက်ရင်ဘလို့ဒီတန်းမင်းနေပါမင်းတို့လိုလေမလာနဲ့ပေါ့နော်မလာနဲ့မလာလို့ဆိုရှင်တက်ဖို့ကဖြစ်เสียကြောင်းမရှိဘူးအေးမင်းတို့လေလာလေဆိုရှင်အဆောခံရမှာ ဒါပဲเนาะဒါကတော့အာကျွန်တော်တို့ဒိုလိုက်တဲ့ဖွဲ့တွေဖက်ကပြောနေတဲ့သူတွေနဲ့လော်ဘီစက်တက်လော်ဘီကတော့တတော်လေးကိုလောင်းနေတဲ့အကြောင်းတွေပြီးလို့ကြည့်ရတာဖြစ်ပါလိမ့်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေတန်းကြည့်ရှုအားပေးနေကြတဲ့တော်လိုက်အားလုံးကိုလည်းဝေးကြပါခြင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ